ပွင့်တော်မူပြီးတဲ့ဘုရားရှင်လေးကိင်္ဂဝါလူသဲဆုံးမဲ့ကပွင့်တော်မူသွားကြတဲ့ဘုရားရှင်လေးပွင့်စေဖြစ်တဲ့ဘုရားရှင်လေးပွင့်တော်မူမဲ့ဘုရားရှင်လေးအတိတ်ပစ္စုပန်အနာဂတ်ကာလ၃ပါးကာလဘယ်နှပါးလဲ၃ပါးပါဗျာအဲ့ဒီ၃ပါးသောကာလမှာပွင့်ပြီးပွင့်စေပွင့်လက်တာဖြစ်ကုန်သောဘုရားရှင်၌ဘုရားရှင်တိုင်းခဘေးတိုင်း သင်္ကန်းကိုဝစ်ပြီးတော့မှပဲဘုရားဖြစ်တော်မူကြရတယ်တဲ့ဘာဝစ်ပြီးကထိန်သင်္ကန်းဘာသင်္ကန်းနဲ့ဘာသင်္ကန်းဘာလို့ဘုရားတနည်းဘယ်နှခါလူကဝမ်းသာเสียမကောင်းဘူးလားဩဘုရားအစွစွဝိယုံသုံးဆဲတော်မူတဲ့သင်္ကန်းကိုငါတို့ဒီနေ့လူရပြီလို့အဲ့ဒီလိုသင်္ကန်းရဲ့ကိုယ်ကိုအာယုံပြုပါ ဘာကိုအာယုံပြုရမလဲသင်္ကန်းဆိုတာပရိသတ်တည်းရေလူဖို့မပြောနဲ့သင်္ကန်းဆိုတဲ့အတန်လေးကြားဖို့တော့မမလွယ်ဘူးတဲ့ဘာဖြစ်လို့သင်္ကန်းဆိုတဲ့တန်ကိုကြားဖို့ရမလွယ်ဘူးလို့ဆိုရင်သင်္ကန်းဆိုတာဖျားပွဲမှာဘာပွဲမှာဘုရားရှင်ကိုရောင်မြတ်ပညာတော်မူမှသင်္ကန်းဆိုတာဖြစ်လာရတာမလို့ င်နိုင်လူလို့ရသလားမရပါဘူး။ဒါကြောင့်မလို့ဘုရားသာသနာတော်ကြီးနဲ့ကြုံနေတဲ့အချိန်ကကာလမှာပြည့်တတ်ရင်သင်္ကန်းကောက်မှုစူးစမ်း